ငါရဲ့နေ့တွေရက်တွေဘလို့ကုန်ခဲ့တာလဲတနည်းအားဖြင့်ငါရဲ့အသက်တွေဘလို့ကြီးခဲ့တာလဲပြန်စဉ်းစားကြည့်စမ်းခုအသက်90ရှိပြီဘာတွေမေမေရရကို့အတွက်ထောက်ထောက်ခံခံဖြစ်မဲ့အိရှာတွေဘာတွေလှုပ်ထားလဲဘာတွေခိုင်ခိုင်မာမာကို့မှာအသိဉာဏ်တွေရှိပြီလဲဝိုးရွာရာရောင်ပေပေရောင်နာနာနဲ့အချိန်ကုန်ခဲ့တာများလဲဒီစကားကဘုစုကိုပြောပြော လွဲခဲ့ပါတယ်ဗျာ ဘာကြောင့်လဲဆိုတော့သူလဲတူတူကိုလဲတူတူပဲလေဖြစ်တယ်လို့ပဲနေကြတာဗျာတကကြီးဒီကမကြီးများဟုတ်လားအသက်တေသာကြီးလာတာစိတ်ချရတဲ့ကျင့်တတ်ရတဲ့အားရှိစေတဲ့အသိဉာဏ်တွေရအောင်ဘယ်သူမှမလုပ်ရသေးတာများတယ်လုပ်ပြီးစားလို့အင်မတန်နေတယ်ကိုကိုကိုအားမရတော့မကျင့်တတ်သောလူတွေပဲများတယ်ဗီဒင်ဟောနေတာမဟုတ်ဘူးနော်အတက်ပြောနေတာဦးဇင်းတို့ကဟုတ်လား လူတော်တော်များများဟာကိုကိုကိုအားမရဘဲနဲ့မကျင်နှက်ဘဲနဲ့နေနေရတာတက္ကမကြီးများအဲ့ဒါဟုတ်လားတရားစင်းသားကြည့်နော်ဘာပြုလို့အားမရဘဲနဲ့မကျင်နှက်ဘဲနဲ့နေရလဲဆိုတော့အားရเสียရရှိအောင်ကျင်နှက်เสียရရှိအောင် လုံးမမထားဘဲကိုစိတ်ကအမှန်တည်တယ်ဗျကို့မှာအားရเสียရမရှိဘူးဆိုရင်အားရတဲ့စိတ်ကဖြစ်မှာမဟုတ်ကိုမှကျင်တဲ့ဆရာတကယ်မရှိဘူးဆိုရင်ကျင်တဲ့ဆိတ်ကတကယ်ဖြစ်မှာမဟုတ်ဘူးဟုတ်ရလားဒါကြောင့်မြတ်စွာဘုရားက ကိုအသက်ဘလူကြီးခဲ့တာလေကိုရဲ့နေတွေရက်တွေလတွေဘလူကုံခဲ့တာလဲဆိုတာကိုလေးလေးနက်နက်စဉ်းစားသမ်းပါအရေးမပါအရာမရောက်တဲ့ကိစ္စတွေနဲ့ကုံခဲ့တာများတယ်ဗျဟင်ဒီကမကြီးတွေအဲ့ဒါဟုတ်လားများသောအဖြစ်တော့သူများအကြောင်းတွေစဉ်းစားရင်းနဲ့အချိန်ကုန်ခဲ့တာအဲ့ဒါတွေကို ပြန်လဲတုံ့ပြန်ရင်းနဲ့အချိန်ကြီးကုန်ခဲ့တာနှမျိုးစရာမကောင်းဘူးလားဒါကြောင့်မြတ်စွာဘုရားကကိုယ့်အကြောင်းကိုစဉ်းစားရမယ် ဘယ်လိုစဉ်းစားရမှာလဲငါဘာတွေလှုပ်ပြီးပြီလဲငါဘာတွေမလှုပ်ရသေးဘူးလဲအဲ့ဒီအလုတ်ကလည်းဘလောက်အဖိုးတန်တဲ့အလုတ်လဲဘလောက်အဖိုးမတန်တဲ့အလုတ်လဲဒါလည်းပဲအရေးကြီးသေးတယ်နော်အတ္တနောဝမိမိဣဒာလျေကတာနိစပြုအပ်သောအမှုတို့ကို၎င်းအကတာနိစမပြုအပ်သောအမှုတို့ကို၎င်းအဝေခိယအလုတ်တခုကယုပြု၍ကြီးစုဆင်ញံကြကုန်ရာဤ ကိုဘာတွေလုပ်ပြီးပြီလဲဘာတွေမလုပ်ရသေးဘူးလဲဆိုတာကိုစဉ်းစားရမယ်စဉ်းစားလိုက်လို့ရှိရင်ကိုအကြောင်းကိုစဉ်းစားရင်နှစ်မျိုးတွေ့မယ်ဗျတရားကိုဥစဉ်ကအစီအစဉ်လေးချပြီးတော့ပြောနေတာနော်ကိုအကြောင်းကိုစဉ်းစားရမယ်သိရမယ်လို့စောစောကနှစ်မျိုးပြောခဲ့တယ်နော်အခုစဉ်းစားရမယ်အပိုင်းကိုပြောနေတာသိရမယ်အပိုင်းကိုမပြောသေးဘူးစဉ်းစားတဲ့အပိုင်းမှာလည်းပဲစဉ်းစားရင်လည်းနှစ်မျိုးတွေ့မယ်ကိုအကြောင်းကိုစဉ်းစားရင်ဘယ်နှမျိုးတွေ့မလဲ နှမျိုးတွေ့မယ်အဲ့ဒါကဘာလဲဆိုတော့ကိုယ့်ရဲ့မကောင်းခွက်ကိုယ့်ရဲ့ကောင်းခွက်တနည်းအားဖြင့်ကိုယ့်ရဲ့မကောင်းတာရဲ့ကိုယ့်ရဲ့ကောင်းတာရဲ့ဒီနှမျိုးကိုတွေ့ရမယ်တရားဓမ္မတို့ဥစဉ်တို့ဆိုတာကောင်းတာရဲ့မကောင်းတာရဲ့ကိုရောမှွေထားတာပဲမဟုတ်လားကောင်းတာကြီးပဲလားမဟုတ်ဒါမြင်မကောင်းတာကြီးပဲလားမဟုတ်ဘူးကောင်းတာတွေလည်းရှိတယ်မကောင်းတာတွေလည်းရှိတယ်မကောင်းတာတွေကိုလည်းမကောင်းဘူးလို့သိရတယ် ကောင်းတာတွေကိုလည်းကောင်းတယ်လို့သိရတယ်။မကောင်းတာကိုမကောင်းဘူးလို့ငါမယ်မကောင်းတာတွေရှိတယ်လို့စဉ်းစားမိတော့ဘာအကျိုးရှိလဲဆိုတော့ဩဒီမကောင်းတာတွေဟာငါကိုမကောင်းကျိုးကိုဖြစ်စေမှာလို့စဉ်းစားပြီးတော့အဲ့ဒီမကောင်းတာတွေကနေလွတ်မြောက်အောင်ကြိုးစားဖို့ဒါအရေးကြီးတယ်နော်တခါကြီးမိုက်မြတ်မကောင်းတာကိုစဉ်းစားတယ်ဆိုတာအလကားစဉ်းစားတာဟုတ်အဲ့ဒီမကောင်းမှုကနေယုံထွက်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့စဉ်းစားရမှာ။ ဟုတ်လားကောင်းတာကိုစဉ်းစားတယ်ဆိုတာလဲဘဝင်မြင့်ဖို့စဉ်းစားတာမဟုတ်အဲ့ဒီကောင်းတာကိုစဉ်းစားလိုက်တော့ဩငါတန်တယ်မဲ့ကောင်းတာတွေလည်းရှိပါလားဆိုတော့ပီတိတွေနဲ့အားဖြစ်လာတယ်အားဖြစ်ဖို့အတွက်စဉ်းစားရတာမကောင်းတာကိုကြတော့ယုံထွက်ဖို့စဉ်းစားရတာကောင်းတာကိုကြတော့ရှစ်ဆက်ထားတဲ့ကောင်းခြင်းစိတ်တွေပေါက်လာအောင်အားဖြစ်ဖို့စဉ်းစားရတာ